တနေ့လာနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့နေ့ခொနည်းနေ့တော်တွေမှာမိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းကြိုးပမ်းမယ်စမ်းဖွဲ့မယ်အမျိုးသမီးကြီးကဲထူးထံကကောင်းသောကောင်းထောက်ကူကုညီကောင်းကိုရရှိမယ်အမေဖွားတော်တို့ထံမှာလည်းကောင်းသောတည်င်းစကားကိုရရှိမယ်အရဝေးရအဆက်အသွယ်တွေပြန်ပွင့်မယ် ပြည်ရသူတွေစက်ပွေမယ်စုပေါင်းလုပ်ငန်းဂျိုးပေးမယ်မိသားစုလုပ်ငန်းစီးပွားနဲ့ပတ်သက်တဲ့ကိစ္စတွေဆောင်ရွက်မှုတွေမှာအောင်မြင်ခြင်းကိုကြောင်းမယ်။ပြည်နေရတော့ထူးထူးခြားခြားကောင်းတဲ့ရက်ဖြစ်တယ်။အရာရာစီပြေသောကံပေါ်မယ်။နှစ်ရက်နေ့မှာအပြောင်းလဲသစ်တွေနဲ့ပတ်သက်တာကြောင်းမယ်။ငွေကြေးကိစ္စသတိထားဆောင်ရွက်ရမယ်။သုံးရက်နေ့မှာတော့လက်ဝင်ချင်းကံဝင်ချင်းလိုရာပြည့်စုံခြင်းရှိ။လေးရက်နေ့မှာအသေးစားထိခိုက်မှုယူဆရမယ်။ရန်တိုက်ခံယူဆရမယ်။၅ရက်နေ့မှာလူယုံဒုက္ခပေးတတ်တဲ့ နောက်အရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ရမှာ ဖြစ်ပါတယ်6ရက်နေ့မှာအမြင့်မှလဲတတ်တဲ့ကြတတ်တဲ့လှေကားတက်စင်းနေတတိတာလဲပြိုခြင်းနဲ့ဂယုဆိုင် မတော်တဆနေကိုထူးပြပြီးဂယုဆိုင်ရမယ်အထူးဖြင့်နောက်ရက်ကုန်တည်သွားစဉ်နေရှိတဲ့နေခင်တနိုင်ခွဲနဲ့သုံးနိုင်ကြအရာရာသတိရှိရမယ်9ရက်နေ့မှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တွတ်တက်မှုတွေရှိမယ်ငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေမှာတော့ပြောဆိုဆောင်ရွက်မှုအောင်မြင်နိုင်လက်ကစားအဲ့ဒီနေ့မှာ ရှင်ရနေရှင်ရနေသတိထားမယ်အသွာလာကျူဆံမယ်မြောက်ရကုတ်တီသွားစရာနေရှိတဲ့တယ်မနဲ့စနေခွင်းနဲ့စနေကြအနေထိုင်သွားလာထူးပြူပြီးကျူဆံမှာဖြစ်ပါတယ်ဒီကာလအတွင်းမှာတနင်္လာနေ့တောက်ကြနေအင်္ဂါနေ့ဝေးသူတွေကောက်ကျိုးပေးပြီးတော့စနေနေ့ကြာသပတေးနေ့ဝေးသူတွေဒုက္ခပေးတတ်တယ်369ခုနဲ့နေချိုးပေးတယ်အပြာရောင်ပန်းရောင်ဒီရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများစောင့်ရနိုင်ပါလေ ဒီလပြည့်နေ့နှစ်တော်လပြည့်နေ့ဒီဇင်ဘာ၄ရက်နေ့ကျသပတိနေ့နဲ့တိုက်ဆိုင်နေအဲ့ဒီမှာလင်မန်းတစ်ချက်တည်းမှာလက်ဖက်အသားကြီးပဲလက်ဖက်ကို၄ပုံပုံပြီးတော့ဘုရားကတ်လူလက်ပွင့်မယ်လမ်းပိတ်နေတာကိုပြန်ပွင့်ပြီးတော့လူရပြည့်စုံခြင်းကံကျမကိုရရှိပါလိမ့်မယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ကနေ9ရက်နေ့ကာလအတွင်းမှာ အထုတလည်းကောင်းသောကံချိုးပေးမှုနဲ့ဘဝအောင်မြင်ထုတ်တဲ့မှုတွေကိုရနိုင်တယ်။ကိုယ်ပိုင်စွမ်းစာမြင်မှပြီးတော့ဘဝရည်ရွယ်ချက်တွေကိုအကောင့်ထည့်ပေါ်နိုင်တယ်။ကိုယ်လုံးသမျှထိရှားသောထုတ်တဲ့မှုရှိမယ်။ဝေဝေမယ်၊ငွေစုစောင့်ခဲ့မယ်။ကိုယ်လုံးတဲ့ကိစ္စတွေရလဲဝေကုန်ချေကြများတတ်တယ်ပြင်။ရည်မှန်းချက်တွေနဲ့လုပ်ငန်းတွေကိုရှေ့ထုတ်လို့လို့တော့အထုတလည်းချိုးပေးခြင်းနဲ့ကောင်းကျင့်ကံတွေဇက်တိုက်ပေါ်ပေါက်လာပါလိမ့်မယ်။အချင်းဆုံးပြတ်ပြီးရှေ့ထုတ်လုပ်ငန်းခြင်းတွေဟာ အထူးချိုးပေးတာကိုဒီဇင်ဘာတည့်နေ့မှာချုံအဲ့ဒီနေရာကိုတွေ့ကောင်းသောနေ့နှစ်ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းမယ်သုံးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းမေတ္တာရေကံကောင်းခြင်းလိုရာပြည့်စုံခြင်းချုံလေးရက်နေ့မှာဥတီကျဲပြောင်းပြီးလှုပ်တာချိုးပေးတဲ့ခီးခံကောင်းငါးရက်နေ့မှာမထင်မှတ်ဖဲငွေဝင်မယ်လက်ဖွင့်မယ်လိုရာပြည့်စုံ၆ရက်နေ့မှာမတော်တဆထိခိုက်မှန်ရဲ့ view sam အဲ့ဒီနေ့မှာလည်း နဂဘုံရက်နဲ့တိုက်နေတော့အသွာလာသိကယူဆိုင်လာပေါ့အထူးဖြင့်နောက်ရက်ကုန်ဒီသွားစင်းနေရှိတတ်တယ်နေကင်းတနိုင်ခွင်းနဲ့သုံးနိုင်တွင်သွာလာကျူဆက်ခொနည်းနေ့မှာတော့ပေါ်ပေါလာတဲ့ကြံကြံတွေကိုလက်တွေသုံးချကိုတွေ့ချိုးပေးတယ်စေကုသက်တွေလက်တွေကောင်ထဲပေါ်ရရက်ကောင်းဖြစ်တယ်အဲ့ဒီဟာမဟာရကျမ်းနဲ့တိုက်တော့ရေရနေရင်ရနေအထူးပြုကျူဆက်ရမယ်အဓိကမြောက်ရက်ကုန်ဒီသွားစင်းနေဖြစ်တတ်တယ်မနေ့စင်တိုင်ခွင်းနဲ့စရနိုင်ကြမှာအသွာလာနေတိုင်း အထုပြုပြီးကုဆရာမှဖြစ်တယ်ဒီကာလအတော်တွင်းမှာတနင်္လာနေ့သောကြံနေ့စနေနေ့ဝေးသူတွေကောင်းကျိုးပေးပြီးတနင်္ဂနွေဗုဒ္ဓမွေးသူတွေဒုက္ခပေးတယ်နှစ်လေးကိုကနန်နေ့ချိုးပေးတယ်အဖြူရောင်အပြာရောင်မိခိုးရောင်တို့ကို အချိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်လေးရက်နေ့ဒီဇင်ဘာအဲ့ဒီကလပြည့်နေ့နဲ့ဇာသပတိနေ့နဲ့တိုက်ဆိုင်တယ် လာပြင်းနေတဲ့ကြာသပတိနေ့တိုက်ဆိုင်တဲ့နေ့မှာလင်ပန်းထဲမှာလက်ဖက်၄ပုံပုံပြီးတော့မိမိယုံကြည်ရဲ့ကိုယ်ပေါ်ရဘုရားမှာကတ်လူပုဇော်ပါလက်ပွင့်ခြင်းလိုဘပြည့်ခြင်းကောင်းကောက်ကံပွင့်ခြင်းများကြုံတွေ့မယ်လက်တွေ့ဆန့်သက်နိုင်ပါလေကျေးဇူးတင်ပါတယ်ပௌထုနေ့ပွဲစွာလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာ မူလစီစဉ်တာတွေကိုရပ်တန့်ပြီးတော့ကိုလမ်းကြောင်းတဲ့စီစဉ်သစ်တွေနဲ့ရှေ့တိုးရင်အရာရာဆင်ပြေသွားမယ်။လုံးလက်ဆကောင်းပါပြီလို့နေဘာမှပြီးမြောက်မှာမဟုတ်ဘူး။ပေါ်လာတဲ့ခွင့်ရည်တွေကိုလည်းတွေ့သုံးချရမယ်။စာနာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ လုံးတဲ့လောအတဲ့ရာကိုကောင်းတဲ့စနစ်တကျဆင်ခြင်ပြီးလောက်ရမယ်။ဒီကဏ္ဍဟာလေမာပန်းတဲ့ချင်းအရာရာဆင်ပြေအောင်ဆွေးနွေးနိုင်ခြင်းတွေရဲ့အနစ်သာရပေါ်လျောင် သုံးချနိုင်မှာ အတော်တန်ဆင်ပြေမဲ့ကာလဖြစ်တဲ့ရောင်းမဝင်မှဖြစ်တတ်တဲ့အလိုကြီးမလို့ရအောင်ရင်ကားမောင်းနေမှုကိူးဆက်ရမယ်။နေ့မှာရံများမယ်တိုက်ခတ်များမယ်။နှစ်ရက်နေ့မှာပေါ်လာတဲ့ခွေရည်တွေကိုတွေ့သုံးချပြီးတုတ်တယ်။သုံးရက်နေ့မှာရပိုင်ခွေတွေပြန်လဲတောင်းဆိုနိုင်တယ်။လေးရက်နေ့ကအလုံးစုံဆင်ပြေခြင်းကံကောင်းခြင်းကိုကြောင်းမယ်။ငါးရက်နေ့ကတော့ရံပြဿနာတွေဖြေရှင်းရမယ်။ရှင်ပြန်မှုတွေများမယ်။၆ရက်နေ့ငကဘောရည်လေးဖြစ်တဲ့ရံလည်းများမယ်အတိုက်ခတ်လည်းများမယ်။ နောက်ရက်ကအနေတွေရှိတဲ့ပြဿနာတွေနောက်ရက်ကိုသွားစဉ်ဖြစ်တဲ့ဒီမိုကရေစီဖြစ်တဲ့နေကတနိုင်ခွဲနဲ့သုံးနိုင်အတော်တွင်သွားလာကြည့်ဆက်ရမယ်။ခေါင်းရည်နေမှာတော့စိတ်ချမ်းသာမယ်ပျော်ရွှင်မယ်။ဒါပေမဲ့မတော်ဆန့်ရရှိတယ်မင်းရမဟာရကျမ်းနဲ့တိုင်တယ်။မြောက်ရက်ကိုဒီသွားစီအနေရှိတယ်အပျော်လွန်ပြီးအနေရှိတဲ့နေမျိုးစားအဲ့ဒီမှာမနဲ့စနေခွဲနဲ့ဆက်နိုင်တွင်အသွားလာနေထိုင်ထုပြုတ်ကြည့်ဆက်ရမှာပေါ့။ဒီကလာအတော်တွင်မှာ ကြာသပတိနေ့တောကြနေ့စနေမွေးသူတွေကိုကိုကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးလိမ့်မယ်အနီအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုသုံးမှ369ခန်းတွေကိုသုံးဆွဲပေးပါလာပြင်းနေ့နတော်လာပြင်းနေ့ကြာသပတိနေ့နဲ့တိုက်ဆိုင်တယ်အဲ့ဒီမှာလင်မန်းတစ်ချက်တည်းမှာလက်ဘက်၄ဘုံပုံပြီးတော့ဖျားကက်လူရင်လာပြင်းနေ့ကြာသပတိမှာလက်ပွင့်ခြင်းနဲ့ပတ်သက်တဲ့အစီရင်ဖြစ်တယ် လက်တွေ့ဆောင်ရွက်ပြီးကောင်းကျိုးကိုရနိုင်မှာကျေးဇူးတင်ပါကြာသာပတိနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာ10ရက်နေ့နေ့9ရက်နေ့တော်တွင်မှာဥတီကျပြောင်းပြီးလုပ်တာချိုးပေးမယ်လူမျိုးပဲချိုးပေးမယ်ငွေချေးကကောင်းမယ်ခီးသွားခြင်းကိစ္စအစဉ်ပြေမယ်ရပိုင်ခွင့်နေလက်ဝယ်ပြန်ရမယ်ဂျန်ကာခန့်ကိစ္စတွေနဲ့ပတ်သက်တာပြောဆိုစဉ်ပြေမယ် ဝေကြီးလက်တော်ဆုံးရှုံးမှုမဖြစ်အောင်ထိန်းပေးရမယ်။ဒီမှာအပြောင်းလဲတွေရှိတယ်။အတိုက်ခံတဲ့ရှင်ပြီးမှအောင်မြင်မယ်။နှစ်ရက်နေ့ဝေကြီးကံကောင်းခြင်းလက်ဖွင့်ခြင်းတွေရှိတယ်။သုံးရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးတော့ရမယ်။လေးရက်နေ့ကတော့အလုံးစုံကောင်းခြင်းကံနဲ့လူရပြည့်စုံခြင်းကိုကြုံမယ်။ငါးရက်နေ့မှာဥတီကျဲပြောင်းပြီးလှုပ်တာဆင်ပြေမယ်။မတော်တဆနေကယူဆက်ရမယ်။ရန်တိုက်ခံနေတယ်လဲရှင်ပြီးတော့ရမယ်။၆ရက်နေ့ကအထူးပြုပြီးသတိထားမယ်နေဖြစ်တယ်။အဲ့ဒီနေ့က နဂဘောရဲ့ဖြစ်တဲ့အတွက်အမြင့်မှကြခြင်းလဲတတ်ခြင်းနောက်ထိခိုက်မှန်ရဲ့ကြီးမားစွာဖြစ်တတ်ခြင်းတွေရှိတတ်တယ်။အဓိကအနောက်ရောက်ကုန်တည်သွားစဉ်တွေရှိတတ်တယ်။နေကင်းတနိုင်ခွဲနဲ့ညနေ၃နိုင်တွင်သတိထားမယ်။ခொနည်းနည်းမဟာယကျန်ရှင်ရနည်းရှင်ရနည်းကင်းဆိုင်ရမယ်။ခန့်ရံပဋိပက္ခမဖြစ်အောင်နေရမယ်။မြောက်ရောက်ကုန်သွားစဉ်တွေရှိတတ်တယ်။မနေ့စံနိုင်ခွဲနဲ့စံနိုင်တွင်အသွာနာနေထိုင်ထူးပြပြီးကုဆန်။ကြာသပတေးနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။ တနည်းတွေတနည်းလာမွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခွန်ကိုကနံချိုးပေးတယ်။အစိမ်းရောင်ဖြူရောင်မိခွန်ရောင်တို့ကိုဝိစင်သုံးဆွဲပြီးလိုရာပြည့်စုံနိုင်တယ်။လာပြည့်နေ့ဗုဒ္ဓလာပြည့်နေ့ပြန်ပြောမယ်။လာပြည့်နေ့ဇာသာပတိနေ့နဲ့လာပြည့်နေ့နဲ့တိုက်ဆိုင်တယ်။လေးရက်နေ့ဒီဇင်ဘာဇာသာပတိနေ့မှာလင်မန်းထဲမှာလက်ဖက်လေးပုံပုံထည့်ပြီးတော့ဖျားကတ်လူပြီး အလိုရှိရဆူတောင်းပေးပါဆူတောင်းပြေးပါမယ်ကျေးဇူးတင်ပါတယ်